မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်နည်းနဲ့အတန်းစဉ် alike မြန်မာသားဖတ်စာသင်ခန်းစာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ပထမနေ့ကသင်ကြားပေးထားတဲ့ဆွေးနွေးပေးထားတဲ့မဲစာတောင်းချင်းဆိုတဲ့ကြပြာလေးရဲ့ခက်စစ်ကလေးနဲ့သင်္ကန်းစာရဲ့ဆိုလိုရင်းလေးအကြောင်းကိုဆက်လက်ပြီးတော့ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ်။မဲစာတောင်းချင်း ကဗျာရဲ့သင်္ကန်းသားရဲ့ဆုလိုရင်းလေးကိုကြည့်မယ်ဆိုလို့ရှိရင်မဲစာတို့တောကို ရောက်ရှိနေတဲ့လဝဲသုံးနရအမတ်ကြီးရဲ့ကိုစိတ်နှစ်ပါးပင်မဆင်းရပုံကိုလေ့လာမှာဖြစ်ပါတယ်။နောက်ရွှေမြို့တော်ရွှေနန်းတော်နဲ့ဇေဒီပထိုးဇေဒီပထိုးတွေကိုလွမ်းဆွတ်တတ်တာတဲ့စိတ်ခံစားချက်ခံစားချက်ကိုပြင်းထန်စေတဲ့တဘာမပန်ဝန်းကျင်အခြေအနေနဲ့ရာသီဥတုဒဏ်ရဲ့အကြောင်းခံစားချက်နဲ့ ပန်ဝင်ရဲ့အခြေအနေကိုပေါ်လွင်အောင်တရုတ်ဖော်ထားပုံနဲ့ကြပြပေးတဲ့ခန်းစားမှုနောက်စာဆိုရှင် လဝဲတုံတရအမတ်ကြီးရဲ့ဒီရတုကြပြအရေးအဖွဲကိုလေ့လာရမှာ ဖြစ်ပါတယ်ကြပြလေးရဲ့အကြောင်းအရာနဲ့သင်ခန်းစာဆုလိုရင်းလေးကိုတော့နောက်နေ့မှာသင်ကြားပေးတော်မှာဖြစ်ပါတယ်ဒီနေ့တော့ဒီမဲသာတောင်ကျင်းဆိုတဲ့ကြပြမှာ ပါဝင်တဲ့ခက်စစ်အဖွင့် လေးကိုဆက်လက်ပြီးတော့ပြော့ပြပေးသွားမှာဖြစ်ပါတယ်ခက်စစ်အဖွင့်မှာနော်ပထမဆုံးပါတာကကင်းစန်းတောင်နဲ့ကင်းစန်းတောင်ဆိုတာမဲစာအရက်မှာရှိတယ်တောင်ကုန်းမော့မော့မိုးမောက်သောတောင်ကုန်းကြော့ကြော့လှပတင့်တယ်သော ၆ရောင်ကြီးရောင်ကြီးတော်၆သွယ်ကွန်မြူတောက်ပနေတော့ရောင်ကြီးတော်၆သွယ်ဆိုတာဘာတွေလဲဆိုတော့နီလာပီတာ လောဟီတာအော်တာတာ မစ္စီထာနဲ့ပပတာရာဆိုပြီးတော့ရောင်ကြီးရောင်ကြီးတော်၆သွယ်ဒီ ဒီရောင်ကြီးတော်6တန်ရဲ့အတိတ်ပဲလေးတွေကဘာလဲဆိုတော့နီလဆိုတာညိုသောအရာပီတဆိုတာရွှေသောအရာလောဟိတဆိုတာနီသောအရာအောတတဆိုတာဖြူသောအရာမစ္စိထဆိုတာမောင်းသောအရာနဲ့ပပ္ပတာရာဆိုတာပြုတ်ပြတ်သောအရာဆိုပြီးတော့ရောင်ကြီးတော်6တန်ရဲ့ခက်စစ်အနက်ကလေးကိုလည်းပေးထားတာဖြစ်ပါတယ်နောက်တစ်ခုကဂူကြီးသခင် ကူကြီးသခင်ဆိုတာတော့ရွှေကူကြီးဇေဒီတော်ကိုခေါ်တာဖြစ်ပြီးတော့အဲ့ဇေဒီတော်ကဘယ်မှာရှိလဲဆိုတော့ရွှေဘုံမြို့ဇေးရဇေးရဲ့အနောက်တောင်ဘက်မှာရှိတဲ့မုံဆိုးဘုံကုံရိုးတန်းမှာတည်ရှိတာဖြစ်ပါတယ်နောက်တစ်ခုကစေရီစေရီဆိုတာကတော့စေဆက်စွာ ရေတွက်သည် နောက်တစ်ခုကစီးကြံကြံစီးကြံကြံကတော့စိတ်စိတ်ညံညံစိတ်စိတ်ငြိမ်ငြိမ်ဆိုပြီးတော့အတိတ်ပဲ ဖွင့်ဆိုထားတာဖြစ်ပါတယ်နောက်တစ်ခုကစိတ်ဉဏ်စိတ်ဉဏ်ဆိုတာကတော့အတန်တိတ်သည်ငြိမ်သည်နောက်တစ်ခုကဇဘူးစီမီဇဘူးစီမီဆိုတာကတော့ရွှေဘုံမြို့ဈေးရနေပြီးတော့အနောက်တောင်ဘက်မှာရှိတဲ့ဇဘူးစီမီဈေးရီကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကတွေ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 ဆိုတာကတော့အဆက်မပြတ်နဲ့ထစ်ထစ်ဆိုတာထင်းထင်းရှားရှား နောက်တစ်ခုအားဒူဝွန်ဒူဝွန်ဆိုတာမြောက်အရက်တဲ့တဲ့မှာတီရှိနေတော့ကျဲနောက်တစ်ခုအားပွဲခါညောင်ရီပွဲခါညောင်ရီဆိုတာညောင်ရီသုံးပွဲတော့ကျင်းပါတယ်ကစုံလာပြေကာလကိုခေါ်တာဖြစ်ပါတယ်နောက်တစ်ခုအားဖြောက်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 ဆိုတာမိုးပေါက်နှင်းပေါက်စတဲ့အတန်မိုးပေါင်းနှင်းပေါက်တွေကြတဲ့ညီတဲ့မြည်တံကို ဖြောက်ဖြောက်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်နောက်တစ်ခုကဘိုးတော်ကောင်းမှု ဘိုးတော်ကောင်းမှုဆိုတာကစင်ပြူရှင်မင်းရဲ့ဘိုးတော်အလောင်းမင်းတရားရဲ့ခမီးတော်မင်းညိုဆန်ရဲ့ကုသိုလ်ကိုကုသိုလ်ဆိုပြီးတော့ရင် အတိတ်ပဲဖွင့်ထားတာဖြစ်ပါတယ်နောက်တစ်ခုကမဲစာတောင်ချေမဲစာတောင်ချေဆိုတာမဲစာတောင်ရဲ့ခြေရင်းဒီနေရာဘယ်နေရာလဲဆိုတော့ကတာမြို့အနီးမဲစာတောင်ရှိသည်မဲစာတောင်ခြေတွင်မဲစာချောင်းရှိသည် မဲသာချောင်းသည်တောင်ဘက်သို့စီး၍ဒကောင်းမြို့အထက်တွင် AR မြင့်နှင့်ပေါင်းသည်တဲ့ဒါကမဲသာတောင်ချေရဲ့ခက်စစ်ကလေးဖြစ်ပါတယ်နောက်တစ်ခုကမိုးရှိရှိ မိုးရှိရှိရတော့မိုးတမြတဲ့နောက်တစ်ခုကယူကန်ယူကန်ဆိုတာကတော့ယူကန်တို့တောင်အာဒိကပစတဲ့ကျန်းနေအရမြင့်မိုတောင်ရဲ့အရန်ဖြစ်တဲ့တောင်ခုနှလုံးအနေနဲ့ နေလာသွားရလမ်းနဲ့တညီတဲ့မြင့်တယ်လို့မှတ်ယူတဲ့တောင်ရံတလုံးကိုယူကန်တောင်လို့ခေါ်ပါတယ်ယူကန်တူတောင်လို့ခေါ်တာဖြစ်ပါတယ်နောက်တစ်ခုကယထာယင်သာနေဆက်ကြအဲ့ဒါတော့နေယထာနဲ့လဲသွားလာနေတဲ့နေဝန်နောက်တစ်ခုကရေရှင် ရေရှင်ရဲ့အတိပယ်လေးကတော့အဆက်မပြတ်စီးနေတော့ရေတဲ့နောက်တစ်ခုကရွှေချင်းသိမ့်မွေး ရွှေချင်းသိမွေဆိုတာကတော့ရွှေချင်းသိစေဒီမွေစေဒီကိုခေါ်တာဖြစ်ပါတယ်ဘယ်နေရာမှာရှိလဲဆိုတော့ရွှေဘုံမြို့ဈေးရအနောက်တောင်ဘက်မုဆိုးဘုံကုံယိုတန်းမှာတည်ရှိတဲ့ရွှေချင်းသိစေဒီဖြစ်ပါတယ်နောက်တစ်ခုကရွှေစေဒီကြီးရွှေစေတီတီဆိုတာကတော့ရွှေစေတီဟု၎င်းမြို့ထောင်စေတီဟု၎င်း မော်တော် မြင်သာဟု၎င်းခေါ်တဲ့စေတီကြီးကို ရွှေစည်တီကြီးလို့ခေါ်တာဖြစ်ပါတယ်ရွှေဘုံမြို့ဈေးကအနောက်မြောက်တောင်မှာတည်ရှိတာဖြစ်ပါတယ်နောက်တစ်ခုကရွှေပြည်ရွှေပြည်ကတော့ယရနာတိန်ကရွှေဘုံခေါ်တာဖြစ်ပါတယ်နောက်ထပ်ရွှေလင်းပင် ရွှေလင်းပင်ဆိုတာကတော့ရွှေလင်းပင်ဈေးဒီကို ပြောတာဖြစ်ပါတယ်သူကတော့ရွှေဘုံမြို့ဈေးမှအနောက်တောင်ဘက်မှာရှိတဲ့မုံဆိုးဘုံကုန်းရိုးတန်းမှာတည်ရှိတာဖြစ်ပါတယ် နောက်တစ်ခုကတီခေါင်တီခေါင်ကအလွန်မြင့်သောတီရီကျက်တရေတန်ဝါကြီးသောအတန်ထင်ရှားသောအတန်နောက်တဒါယရနာသုံးပါကံကံရဲ့အကျိုးကိုယုံကြည်မှုနောက်တစ်ခုကအကြေ အောက်အယံဆိုပြီးတော့ယင်နော်ခက်စစ်အတိတ်ပဲလေးတွေအာလုံးပေါင်း26လုံးကိုပေးထားတာဖြစ်ပါတယ်အတန်းစဉ်ဒီဒီ မဲစာတောင်ချင်းဆိုတဲ့ကြပြာမှာခက်စစ်29လုံးအထိပါတာဖြစ်ပါတယ်။နောက်နောက်နေ့တကံမှာမဲစာတောင်ချင်းကြပြာရဲ့နော်အတိတ်ဗန်နဲ့ကြပြာကို ပြန်ပြီးတော့နော်ကြပြာပြန်ဆိုပေးထားတာလေးကိုတင်ပေးမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။